ပစ္စည်းလေးပါဆိုတာအသက်ရှင်ဖို့အတွက်အထောက်အကူတွေလို့တို့တော့လူတွေဟာအသက်ရှင်ဖို့အတွက်ဆိုတာတဲ့ဘာတွေပိုးလာကြ စားတယ်ဆိုတာနော်အသက်ရှင်ဖို့မဟုတ်တော့ဘူးကြိုက်လို့စားတာဖြစ်တာလောကတည်တဲ့ပိုးစားတာတော့ကြိုက်လို့စားတာတော့တဲ့ဒီဖြစ်စေမတဲ့ဒီဖြစ်စေရှာကလေးပေါ်မှာမြင်မြင်တွေ့သွားလို့ရတတဏဖြစ်သွားရင်ကြိုက်လို့စားတာဖြစ်သွားတယ်အသက်ရှင်ဖို့စားတယ်ဆိုတဲ့အဆင့်ကိုကျော်သွားတယ်လို့ဒီလိုပြောတာ ဝိဇ္ဇာလည်းပါအရှက်လုံဖို့ဆိုတာမူလရွယ်ချက်မောဘဲနေရင်မတည်တယ်ဘူးဒါကြောင့်မို့အရှက်လုံဖို့တနည်းအားဖြင့်ပြောမယ်စရင်ဒီအဝတ်မောဘဲနေမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာနေဘူးနေဘူးတွေတော့မှတ်ချင်းစားတဲ့တရားတွေဒါတွေရဲ့အန္တရာယ်တွေကလူရဲ့အရေကပါတာကိုပါတော့လူရဲ့အရေကမကောက်ွယ်နိုင်ဘူးတိရစ္ဆာန်တွေကြတော့အရေးထူတယ်လေအရေးထူတာကြတော့သဘာဝအကောက်ွယ်ပေးသွားတယ် လူတွေမှာတော့အဲ့လိုသဘာဝအကောင်အွယ်မပေးတာပေးတဲ့အားလဲမှုကြောင့်လူတွေကျတော့အဝတ်အစားစွာဒါမူလရည်ရွယ်ချက်ကဒီလိုကာကွယ်ဖို့အတွက်ဝင်ရင်းဝင်ရနေနောက်ကြတော့ဘာလို့ဆိုလှဖို့ဆိုဖြစ်လာဒါပိုးလာတယ်လို့ထားမယ်နော်ပိုးလာလှဖို့ပါဖို့ဆိုတာကျတော့ခုနမူလရည်ရွယ်ချက်တွေပိုးလာတယ်အဲ့ဒါကြောင့်မလို့ပို့ပြီးတော့အလုံးလုံးနေကြတာလူတွေနောက်တစ်ခါ နေစရာဆိုတာဘာအတွက်တုံးလို့ဆိုဥရုဘေးရန်နေအကာအဝယ်ပြုဖို့မျက်ချင်ရင်လေးစတဲ့တဘာဝရဲ့အကာအဝယ်ဖြစ်ဖို့ဒေမုန်တိုင်းစတဲ့တဘာဝအန္တရာယ်ရဲ့အကာအဝယ်ဖြစ်ဖို့အဆောက်အအုံဆိုတာလိုအပ်လာတယ်လို့လေအဲ့ဒါကမူလရည်ပဲချက်အဲနောက်ပိုင်းကျတော့မဟုတ်ဘူးဘေးရန်လူတွေလူထင်ကြီးအောင်လို့နော်လူထင်ကြီးအောင်လို့ တိုက်ကောင်းကောင်းနဲ့နေနိုင်တယ်စီစဉ်ခံဖို့ဆိုတာတွေအတွက်ပါဖြစ်လာဒါတွေကဒီမူလရွေချက်တွေပိုးလာတယ်လို့သူပြောတာပိုးလာတော့ဘာလို့ပိုးပြီးအလုံးလုံးကပြန်လဲပေါ့အဲ့တော့ဆိုလိုတာကလူရည်ရဲ့တဘာဝလူဘဝရလာလို့ရှင်စောင်းဝတ်နေရေးအတွက်အသက်ရှိဖို့အတွက်ဒါတော့လောက်ရမယ်လို့ပြောဆိုတာပါလောက်ရဆိုတော့လောက်ရမယ်ဆိုတာတဲ့လူတွေဟာပို့ပြီးတော့ပစ္စည်းဥစ္စာတွေရှာဖွေစုဆောင်းလာကြတဲ့အခါ ဘာတွေပေါ်လာတော့ဆိုလောဘတွေပိုးလာတယ်လောဘနောက်ကဘာလိုက်လာဒေါသ